ပါဒေါက်တာထွန်းမြောင်ဝင်းပါကျွန်တော်ဒီနေ့ပြောချင်တဲ့ကောင်းသင်ကတော့နော်တော်တော်အဖြစ်များတယ်ယောဂတူမျိုးဖြစ်ပါတယ်အဲ့ဒါတော့ level 1ဆုဆုဖြစ်တဲ့အကြောင်းမဖြစ်ပါတယ် level 1ဆုဆုဖြစ်ပြီးတော့ခံရခက်တဲ့အကြောင်းကနော်တော်တော်များကြပါတယ်အဲ့တော့ level 1ဆုဆုဖြစ်တဲ့အကြောင်းတွေအများကြီးရှိပါတယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ကျွန်တော် level 1ဆုဆုဘာကြောင့်ဖြစ်တာလဲဒီလိုပြည့်များယောဂဘာကြောင့်ဖြစ်တာလဲဒါကိုဘယ်လို့ သိနိုင်မလဲဘယ်လိုနည်းတွေနဲ့ရှာဖွေစမ်းသပ်မလဲဘယ်လိုကုသမလဲဆိုတဲ့အကြောင်းတွေကိုဗီဒီယိုထဲမှာပြပြသုံးသုံးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဇလန်းလေးနဲ့ပြောပြချင်ပါတယ်မိတောက်နေတဲ့ရှင်ပတ်ပါနော်မိုးမင်းကအလောက်ကဖီစည်းနေတယ်အဲ့တော့အချိန်မမှန်စားတဲ့အကျင့်တွေကြောင့်တနေ့ကိုကော်ဖီနဲ့အစီများတဲ့အစားအစာတွေနဲ့ပဲသူစားရတယ်ပေါ့နော်ဒါနဲ့ပဲသူ့ဘဝကိုဖျက်ဆီးနေတယ်ညနေခင်းအဲ့လိုနဲ့တနေ့ညနေခင်းရောက်တဲ့အချိန်မှာသူ့ရင်ပတ်ထဲမှာနော်မိသားနဲ့ထိုးသူလို့ပူလောင်ပြီးတော့ အစာမျိုးရခတ်တဲ့ဝေဒနာကိုသူစတင်ပြီးတော့ခံစားရပါတော့တယ်။ညာဘက်အိပ်ရာဝင်တဲ့အချိန်မှာပိုဆိုးလာပြီးတော့ချောင်းကြောက်တွေဆိုးပြီးတော့အန်ဂျင်တလူလို ဖြစ်နေပါတယ်။အဲ့ဒါနဲ့အသက်တာတော့ဆရာဝန်နဲ့ပြကြည့်လိုက်တဲ့အခါမှာ GERD လို့ခေါ်တဲ့အစာရင်အက်ဆစ်ပြန်ဆန်တက်ခြင်းရောဂါကိုသူခံစားနေရတာကိုသိလိုက်သိလိုက်ရပါတယ်နော်။သူတော့အစာရင်အက်ဆစ်ပြန်ဆန်တက်တဲ့အခါမှာကျွန်တော်ဒီ level 1ဆိုးဆိုးဖြစ်ခြင်းကိုခံစားရပါတယ်နော်။ဒါတချို့ကြတော့ level 1ဆိုးဆိုးဖြစ်တာက အဲ level နဲ့မှာယောဂတခုကြောင်းလို့ထင်တယ်။ကြည့်ကကျွန်တော် assign ကြောင့်အဖြစ်များတာဖြစ်ပါတယ်။တရကကြတော့နောက်တစ်ခုကပါလို့ဆိုဝေဒနာပုံပုံစိုးဝသည်တဲ့အချက်တွေပဲနော်။ဒါကိုကျွန်တော်တို့လှိလိရှုမယ်ဆိုရင်မကူပဲထားမယ်ဆိုရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့နော်ကျွန်တော်တို့ဒီ GR ကြီးကနေပြီးတော့မှ viral esophagus လို့ခေါ်တဲ့ဟိုတော့အစာရေမျိုးကန်ဆာအထိကို ဖြစ်သွားနိုင်ပါတယ်နော်။တို့ကမုံမရဒီဝေဒနာကိုဟိုတိတ်အေးမဆိုင်ဖဲနဲ့ကျွန်တော်တို့ antacid လို့ခေါ်တဲ့ဒီ အစစ်စန့်ကျင်တဲ့ဆေးတွေပဲသူတောက်နေခဲ့တယ်ဗောနော်တက်တာလည်းပြန်ကောင်းလာဖြစ်နေကြတယ်ဒါပေမဲ့ဖြူးကြီးနဲ့သူ့ရဲ့ဒီလေပင်းကနော်အမြဲရရံပြီးတော့အတန်ဝင်အတန်ဝင်လာခဲ့ပါတယ်နော်ညာဘက်ညာဘက်ဆိုရင်ပို့ဆိုးတယ်သူကအစစ်ရေတွေကနော်အစာရင်းနဲ့အစစ်ရေတွေဗဇတဲ့ကိုပြန်ဆန်တက်လာတယ်အဲ့ဒီခါမှာနော်ရင်းနေပူလာတယ်ပြီးတော့အေးပြက်တဲ့ဒီဖြစ်လာခဲ့ပါတယ်အဲ့လိုမကုသပဲအဲထားတာကြာတဲ့ခါကျရင်ကျွန်တော်အစာရေမျိုးပြုံးရောင်းလာပြီးတော့မှ အစာမျိုးရခက်တဲ့ဆင့်ထိရောက်လာပါတယ်ဇာဝင်ကဒီတိုင်းဆိုရင်တော့အစာပြွန်ကန်ဆာဖြစ်နိုင်ခြင်းရှိတယ်လို့သတိပေးလိုက်ပါတယ်ဒါချက်ချင်းတော့မဖြစ်ပါဘူးနှစ်ပေါင်းများစွာကြာလာတဲ့ခါကျရင်ဖြစ်တတ်ပါတယ်ဒါကျွန်တော်တို့ဘယ်လိုဖြစ်ရှင်းရဖြစ်ရှင်းကြမလဲပေါ့နော်မိငိမ့်တတ်ခြင်းတော့အားနဲ့နော်မိုးမရဆာဝင်တဲ့တိုင်ပြီးတော့ဆရာဝဲညွန်ကြတဲ့အတိုင်းအဆင့်30နဲ့အကြီးရာဒီကိုတိုက်ထုတ်ဖို့အဆုံးဖြတ်လိုက်ပါတယ်။နောက်ပထမဆင့်ကတော့ဇေဝနဲ့ကုသတာပါနော်။ဂျီရာဒီကို ဟိုတက်တောင်းအောင်ကုသပေးနိုင်တဲ့ဆေးတွေရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်ဆေးဆေး၃ခုဆေး၄မျိုးရှိတာပါနော်အဲ့ဒီထဲမှာကျွန်တော်တစ်မျိုးချင်းတွေပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးက antacid ဖြစ်ပါတယ် antacid ဆိုတာကျွန်တော်တို့ဇာရင်ထဲမှာအများပြနေ acid ကိုတော့ neutralize လုပ်ပေးတာဒီ debt debt ပြောင်းလုပ်ပေးတဲ့ဆေးတွေဖြစ်ပါတယ်ဥပမာဆိုရင်အမ်နံပါတ်ရတော့အများကြီးရှိတယ် train နေနေအများကြီးရှိတယ် temp เนาะ mallow ရှိတယ် basis ကိုရှိတယ်တခြားနာမည်တွေလည်းအများကြီးရှိပါတယ်เนาะသူကကြတော့တနေ့ကိုနှစ်ကျင်သုံးကျင်အာတောက်လို့ရတယ်เนาะအခဲလည်းရှိတယ်အရေလည်းရှိတယ်ရှင်ပူတဲ့အခါကျွန်တော်တို့တောက်ပြီးလို့ရပါတယ်เนาะလေးထားပဲချက်တွေကတော့ဒီ additive အထဲမှာကျွန်တော် aluminum bar aluminum ဆေးတွေကအဝမ်းချုပ်စေနိုင်တယ်ပြီးတော့ magnesium bar magnesium ဆေးတွေကကျွန်တော်တို့ဒီ one shot one ပြဖြစ်စေနိုင်တယ်ချက်ချင်းတော့မပြည့်များရင်ဖြစ်နိုင်တယ်အော်ရေရှည်အလုံးကြောင်တောက်မယ်ဆိုရင်သွေးထဲမှာเนาะကျတော့ဒီ mineral တွေမကြီးမြတ်မှုနဲ့ဒီခြားပြဿနာတွေဝင်လာနေတာဖြစ်ပါတယ် ကြိုးကျေးဇူးအနေနဲ့ကျွန်တော်တို့ရင်ပူတာကိုတော့တောက်ပြီးတော့9မိနစ်10မိနစ်တွေမှာတက်တာသေးတာဖြစ်ပါတယ်။နောက်ဆေးအုပ်စုတစ်မျိုးကကျတော့ H2 blocker ဖြစ်ပါတယ်။သူကကျတော့ design တွေကနေ acid ထုတ်လုပ်မှုကို short ချပေးတဲ့ဆေးတွေဖြစ်ပါတယ်။အမေရိကကျွန်တော်တို့ ranitidine နော် syntax ရှိတဲ့ famotidine နော်ဒီဆေးတွေအသုံးများပါတယ်။ဒီနေ့ကိုတစ်ချိန်သုံးဖို့နှစ်ချိန်ဆရာဝန်ညွန်ကြားချက်တိုင်းတောက်လို့ရတယ်။ရည်ရည်တော့မယ်ဆိုရင်တော့ဆေးရင်ပါနိုင်တယ်ကြောက်ကမကောင်းတဲ့သူတွေဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့တောက်တင်ပါတယ် သူရဲ့ကြိုးကျေးဇူးကတော့ကျွန်တော်အစိုင်း asset ထုတ်လို့မှုကို17နှစ်အကြောင်း short charge ပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တနေ့ကိုတစ်ချိန်သုံးဖို့နှစ်ချိန်တနေ့ကိုနှစ်ချိန်သုံးရတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် PPI လို့ခေါ်တဲ့ protocol pack inhibitor ဖြစ်ပါတယ်ဒီ series ကပထမ series မျိုးထက်တော့အာနိသင်ပိုကောင်းပါတယ်လောက်ဆောင်ပုံလည်းမတူပါဘူးသူတို့ရဲ့ဆေးနံပါတ်တွေကကျွန်တော် Omibrazo နော် Isomibrazo တို့နော် Pantobrazo တို့ဖြစ်ပါတယ်။ဒါဒီနေ့ကိုဒီချိန်မနက်စောစောအစာမစားမိတော့ရတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆေးတွေကလည်းရေရှည်တောက်လို့မရဘူး။ရေရှည်တောက်တဲ့အခါမှာ ဒါပေမဲ့ဘီတွဲချိုးတဲ့တာအယိုးပွားတဲ့ပြဿနာတွေဖြစ်နိုင်ခြေရှိပါတယ်။အဲနောက်ဆေးဥသူလိုမျိုးက broken candidate လို့ခေါ်ပါတယ်။အစာချေလမ်းကြောင်းလှရှောင်းမှုကောင်းသေးတဲ့ဆေးတွေဖြစ်ပါတယ်။ဥပမာဖြင့် metto glopramide ဖြစ်ပါတယ်။အံပျောက်ဆေးအနေနဲ့သုံးတဲ့ဆေးတွေလည်းဖြစ်ပါတယ်။ဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရတာဖြစ်ပါတယ်။သူကအုံနောက်ကိုအဲတက်ရောက်မှုရှိတဲ့အတွက်ကျွန်တော်အုံနောက်နဲ့ပတ်သက်တဲ့ Parkinson ရောဂါရှိတဲ့သူတွေမတောက်သင့်ဘူး။အဲဘီတော့ဆိုချိုးအနေနဲ့ကောင်းမှုတာအင်္ဂိုက်တာတွေဖြစ်နိုင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကျွန်တော်ဒီအစာချေမျိုး အဆိုရှင်ကြွက်သားကိုသူအားကောင်းစေပြီးတော့မှဒီအစာချေလမ်းကြောင်းလှူရှားမှုကိုမျက်စံသေးတာဖြစ်ပါတယ်။နောက်တစ်ခါကျကျွန်တော်တို့ဒီဆေးတောင်ရုံနဲ့မရပါဘူးနေထိုင်မှုပုံစံလည်းပြောင်းလဲဖို့လိုအပ်ပါတယ်။အစာတောင်နေနဲ့နော်အစာ acid ကို တိုးမြင့်ပေးတဲ့အားကောင်းတိုးမြင့်ပေးတဲ့ coffee အစီကြောတွေ chocolate တွေခရမ်းကျင်တွေစားတဲ့ acid တများတဲ့အစာအစာတွေကိုရှောင်ဖို့လိုအပ်ပါတယ်။အဲ့တဲ့ခါမှာခေါင်းကိုမြင့်အိပ်ပြီးတော့မှညသာညသာကိုအိပ်ရဝင်ကန်ဒီနော်၃နာရီလောက်ကြိုပြီးတော့စားထားဖို့လိုအပ်ပါတယ်ကိုလေးချင်း အဲ9ကီလိုဂရမ်လောက်နော်ရှော့ချတယ်ရှော့ချပြီးတော့မှလည်းဆေးလေးဖြတ်ဖို့လည်းလိုအပ်ပါတယ်ဆေးလေးတောင်းလည်းအဆိုင် acid ကိုများပြားသေးတာဖြစ်ပါတယ်နောက်တစ်ခုကကြာကျွန်တော်ဒီ long term monitoring လို့ခေါ်တဲ့ရေရှည်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်နော်ဒီလိုဆေးလေးတောင်းပြီးတော့10ပတ်နှစ်လကြာတဲ့အခါမှာဆရာဝန်နဲ့ပြန်ပြသပြီးတော့မှ OGD score လို့ခေါ်တဲ့အစာအင်းအစာအစာရင်ကျွန်တော်ဒီမှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်မှန်ပြောင်းကြည့်ရရင်အစာရင်ထဲမှာဘာဖြစ်လဲဆိုတော့တိတိကျကျသိနိုင်တယ် အဲဒီကြတိကြပြယောဂါကိုတည်တည်ခြားခြားတိကြကြကုသနိုင်မှာဖြစ်ပါတယ်နောက်တစ်ခွဲကျတော့ကျွန်တော်ဒီရည်ဒီလက္ခဏာပြန်မပေါ်အောင်နေစဉ်ကြားမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်ပါတယ်အော်နောက်တစ်ခွဲကျကျွန်တော်ဒီအဲဘလို့ lifestyle modification လို့ခေါ်တဲ့နေထိုင်မှုဘလို့ပြောင်းလဲမလဲပေါ့နော်သူကပြောခဲ့တဲ့အတိုင်းပဲအစားအသောက်အနေနဲ့အစီတွေချောကလက်တွေကော်ဖီ အချင်းဆိုတာပါတဲ့အချွေတွေရှောင်ဖို့လိုအပ်တယ်ညနေသားကိုညနေသားကိုစောစီစားပြီးတော့မအိပ်ရဝင်ငယ်နီး၃နိုင်လောက်ခွာပြီးတော့စားဖို့လိုအပ်တယ်ခေါင်းကိုလည်းနဲ့မြင့်ပြီးတော့အိပ်ဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့ကိုယ်ကြီးကိုလေးချင်းထိန်းမှာဆေးလေးဖြတ်ပါနော်ဒါလေးတွေလုပ်ဖို့လိုအပ်ပါတယ်အဲတကယ်လို့ဒီဒါအရင်ဆိုးလာပြီးဆေးနဲ့လည်းထိန်းလို့မရဘူး lifestyle နဲ့လည်းထိန်းလို့မရအောင်ဆိုတော့ကျွန်တော်နောက်ဆုံးဆင့်ခွဲသိပ်ဖို့လိုကောင်းလိုနိုင်ပါတယ်ခွဲသိပ်ဖို့လိုတယ်ဆိုရင်တော့ကျွန်တော်ဒီ lens တစ်ပိုက်လို့ခေါ်တဲ့ဒီအစပျော်နဲ့အစအရင်ကြားထဲမှာတန်းလိုက်ခွင်းငယ်လေးတက်ပြီးတော့မှ acid ဒီအစာရတဲ့အဆစ်လေးလေးမျိုးပြုံတဲ့ကိုပြန်ဆန်တက်တာကိုကာကွယ်ခြင်းနည်းအဖြစ်ကျွန်တော်တို့ခွဲစိတ်ကုသနိုင်ပါတယ်နော်နောက်ပြီးတော့ fundoplication လို့ခေါ်တဲ့အာအစာအိမ်အပေါ်ပိုင်းအစာပြုံပတ်လည်မှာနော်ချုပ်ပြီးတော့နော်အဆုတ်ရှင်အားကောင်းအောင်လေလှုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်ဒါကတော့ကျွန်တော်အရင်ဆိုးရဲဆိုရင်တော့နော်ဆရာဝန်နဲ့အတိုင်ပင်ပြီးတော့လောက်ရမှာဖြစ်ပါတယ်နောက်တတိထားဖို့လိုတဲ့ချက်ကတော့ဆေးတွေကိုရေရှည်တောက်ဖို့လိုတဲ့ဆိုရင်ဆရာဝန်နဲ့ပြတ်တာပြီးတော့တောက်ဖို့လိုပါတယ် PPI ကိုကျွန်တော်၈ဘက်ထပ်ပို့ပြီးတော့မတောက်ပါနဲ့ပြီးတော့ အဲကျွန်တော်ဒီတခြားဈေးနဲ့တွဲတော့မယ်ဆိုရင်လည်းဆရာဝန်နဲ့တိုင်ပင်မလို့ပါတယ်။နောက်ဆုံးအကြံပြုချက်အနေနဲ့ GRD ကနော်နာတာရှည်ယောဂဖြစ်တဲ့အတွက်ဈေးဝါနဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့လိုအပ်ပါတယ်။လက္ခဏာတွေကပို့ပြီးတော့အဲဆိုးဝါးနေတယ်ဆိုရင်တော့ကျွန်တော်ဒီ GI physician လို့ခေါ်တဲ့အစာရင်နဲ့ဦးလမ်းကြောင်းအထူးကုဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။နောက်ဇလန်းနေနဲ့နောက်ဆုံးမှဒီလိုမျိုးသူကတည်တည်ချာချာအဲတည်တည်ချာချာလိုက်နာပြီးဆောင်ရွက်လာတဲ့အတွက် เนาะပြန်လည်နှုတ်ပြတော့ဘွားတို့တော့ပိုင်ဆိုင်လာခဲ့ပါတယ်6လကြာမှာမိုးမင်းဟာအဲ့ဒီကနလေစာရည်မျိုးဒီတစ်ဆူဆူဖြစ်တဲ့အလေးလက္ခဏာတက်တာသွားတယ်เนาะရှင်ဘူးတဲ့ဝေဒနာလည်းတက်တာသွားပြီးတော့အေးဝေါ်ဝါအိတ်နိုင်လာတယ်เนาะပြီးတော့ကျမ်းမာလာတယ်ပျော်ရှင်လာတယ်ပြီးတော့ GRD ကိုအဲ့လိုစနစ်တကျကုသခြင်းဟာနောက်ထပ်ဖြစ်နိုင်တဲ့ Barrett esophagus လို့ခေါ်တဲ့ဒီ CA esophagus လို့ခေါ်တဲ့ဒီအစာအင်းကန်ဆာလမ်းကြောင်းကိုပါနော်ပိတ်လိုက်တယ်ဆိုတော့သူနားလည်သွားပါတယ်နော်ဒီလိုသောသောဒီကုသရတယ်ဆိုရင်တော့ ်ခုနပြောတယ်နောက်ဆက်တွဲပြဿနာတွေကိုကြုံရမှာမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်မေးမြန်းချင်တာရှင်လဲ comment မှာမေးမြန်းနိုင်ပါတယ်